မောင်ရွှေရောင်၁၈နှစ်အသည်မိုးလေးလာသည့်နေ့လေကွင်းထဲတွင်မိဘများလက်ထက်ကကျန်ရစ်ခဲ့သောမြေနှဲငယ်ဖြင့်စူးစားလောက်ကင်နေသည့်ညဘက်တွင် ဖုန်ကြီးဦးအေးចောင်းတိုက်သို့သွား၍စာဖတ်သည့်သူ၏မျက်စုစာအုပ်တွင်ပညာဖြင့်ခြေလက်ကိုပြောင်းလဲမည်ဟုရေးထားသည်။မနှင်းစီရွာသူကြီးသမီးက သူ့အားလေသမားလေးကစာဖတ်ရင်ဘာဖြစ်မလဲဟုလှောင်ပြောင်ကသူမ၏မိန်းကလေးများចောင်းတက်ရန်ငင်းဆန်သည့်အပြုအမူကိုဖော်ပြသည်။ ရွာတွင်ဆောင်မွေးပွဲဖြေခွင့်ရှိကြောင်းကြေညာသည်သို့သောခရီးစရိတ်လိုအပ်သဖြင့်မောင်ရွှေရောင် စိတ်ပြက်နေစဉ်ဦးအေးကသူ့အတွက်ငွေကြေးထောက်ပံ့ပေးသည်မြို့တော်သည့်ခရီးတွင် သူပထမဆုံးအကြိမ်မြည့်ရထားလျှက်စစ်မီစသည်တို့ကို မြင်တွေ့ရပြီးကျေးလက်မျိုးပြကွာဟမှုကိုနားလည်သွားသည်။ဆာမေးပွဲဖြေဆိုချိန်တွင် သူ၏ကြိုးစားမှုကြောင့်ထူးချွန်စွာအောင်မြင်ပြီးပညာသင်ဆုရသည် နောက်၅နှစ်အကြာမောင်ရွှေရောင်သည်ဆရာတူဦးဖြစ်လာပြီးသူ၏ကျေးရွာသို့ပြန်လာကအကြောင်းတကြောင်းတိဆောက်သည်မနှင်းစီသည်အရင်ကသူ့အားနှောင်ပြောင်ခဲ့တော်လဲယခုအခါသူ၏အိမ်မက်ကိုလေးစားလာကအကြောင်းတွင်ကူညီသည်အဆုံးတွင်ရွာသားများစာတက်မြောက်လာပြီးမိသားစုဘဝများတိုးတက်လာပုံကိုပြသသည်မောင်ရွှေရောင်နှင့်နှင်းစီတို့၏ချစ်ကြိုက်မှုလမ်းကြောင်းမှာအစဖြစ်လာခဲ့သည် မောင်ရွှေရောင်ဤចောင်းတွင်ပညာသည်အလင်းရောင်ဟူသောဆောင်ပုတ်ဖြင့်ရွာကလေးတစ်ခုလုံးကြောင်းလဲသွားပုံကို ရေးသားထားသည်မိမိ၏အိမ်မက်ကိုမြည်သည့်အခြေအနေကမျှမတားဆီးနိုင်ပါဖြစ်သည် ကျေးလက်နေလူငယ်များအားပညာဖြင့်ဘဝပြောင်းလဲနိုင်ကြောင်းလှုပ်ဆော်ပေးခြင်း၊ကြိုးစားမှု၊စွန့်စားမှုနှင့်မိမိကိုယ်ကိုယုံကြည်မှုတို့၏အရေးပါပုံကိုဖော်ကျူးခြင်းဤဇလံသည်မြမရိုးရာကျေးလက်ဘဝနှင့်ပညာရေး၏တန်ဖိုးကိုရိုးရှင်းစွာရောရှက်ဖော်ပြထားပြီးပရိသတ်အများနှစ်သက်မိအကြောင်းအရာဖြစ်သည်။